အမှုကို top choice ကထုတ်တဲ့ငရုတ်ချင်တဲ့ပင်ပိချိုရည်နဲ့ဆက်ထားတယ်ချုံမုတ်သွန်းထည့်တယ်ချက်သားမုတ်သွန်းထည့်တယ်စီတက်မယ်ကျက်သပ်ပြီးစီတက်လိုက်မယ်ကျက်သပ်ပြီးစီတက်လို့ဟိုကျက်သပ်ပြီးလေးရပြီဆိုအမှုထည့်မယ် အမိုထည့်ပြီးခုနဆက်ထားတဲ့ဆော့စ်ကိုအကုန်လောင်းထည့်လိုက်မယ်နော်ဆက်ကြပြီးလေးနည်းနည်းထည့်တော့ဒီမှာနေနဲ့အပြော်ချက်စားလို့ရပါတယ်။တောက်ချက်ကလေးကိုရှင်ရယ်ပင်ကပိချူရည်ရယ်အချုံမုတ်ရယ်ချက်သားမုတ်ရယ်ထင်တာ။ဟုတ်ကဲ့ဒါ ချက်ပြီလားအမေနော်အစားတော့ကလေးတွေချက်စားတာလေးတွေစေနာနဲ့ညှဝေနေတာဖြစ်ပါတယ်ကျေးဇူးပါ